အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရင်ကန်ထူးရှင် 2D channel လေးကနေပြီးတော့ 2D ကိုဝါသနာပါကြတဲ့ချစ်မိတ်ဆွေများအားလုံးကိုနှွေးထွေးလှိုင်လဲစွာဖြင့်ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရင်ကန်ထူးရှင် 2D channel လေးဟာ 2D နဲ့ပတ်သက်တဲ့ခဏန်းလေးတွေကိုချစ်မိတ်ဆွေများကိုမျှဝေပြီးတော့ တင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့တစ်ပတ်ကထွက်ခဲ့တဲ့ကဏန်းထွက်စင်လေးတွေကိုကြည့်ပြီးတော့ဒီတစ်ပတ်မှာဘယ်ကဏန်းလေးတွေအားသာလဲဆိုတာကိုကျွန်တော်လာရောက်ပြီးတော့မျှဝေတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့တစ်ပတ်မှာလည်းကျွန်တော်ပေးခဲ့တဲ့ဒူဒီကတ်လေးဟာ အချက်တွေအားလုံးအောင်မြင်သွားပါတယ်ခင်ဗျာပထမဦးဆုံး နတ်ခတ်နဲ့96ဆိုပြီးတော့ဆက်ဆာချင်းစအောင်ခဲ့ပါတယ်ရှင်အခွေထဲမှာလည်းတစ်တစ်ဆိုတဲ့အပူးနဲ့အောင်မြင်ခဲ့သလိုနောက်ထပ်ကျွန်တော်ပြီးခဲ့တယ်ရှေပတ်သီးဟာလည်းဟူးမကျော်မှာပဲထွက်ရှိလာပါတယ်ရှေပတ်သီး၄ဘိုင်ပတ်သီးပြီးခဲ့ပါတယ်ခင်ဗျာပြီးခဲ့တဲ့ဓမ္မမှာလည်း ကျွန်တော်ပေးခဲ့တဲ့အချက်တွေအားလုံးအောင်မြင်ခဲ့ပါတယ်ဒီတစ်ပတ်မှာလည်းကျွန်တော်ပေးမဲ့ကဏန်းလေးတွေဟာအချက်လက်တွေအားလုံးအမြန်ဆုံးအောင်ပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအဲ့တော့ဒီတစ်ပတ်မှာလည်းအားကောင်းတဲ့ရှေပတ်သီးလေးတွေစသဖြင့်ကျွန်တော်မျှဝေပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ချစ်မိတ်ဆွေများခင်ဗျာကျွန်တော်ရေကန်ထူးရှင်2 D channel လေးကိုလက်မလေးတွေနှိပ်ပေးကြပါခင်ဗျာ subscribe များမလုပ်ပါသေးရင် subscribe လေးတွေလုပ်ပေးကြပါလို့ကျွန်တော်ကအထူးမေတ္တာရက်ခံတောင်းဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ဒီလာမယ့်တစ်ပတ်အတွက်ကျွန်တော်ခန်းလေးတွေစပြီးတော့မျှဝေပေးပါတော့မယ်ခင်ဗျာကျွန်တော်ရဲ့အရှိရာ2 D senior ဆရာများ ားလုံးအားလုံးကိုလေးစားပါရခင်ဗျာ ကျွန်တော်ပေးနေကြထုံစံအတိုင်းဟူးမကျော် ရှေပတ်တီလေးကိုကျွန်တော်ပေးပါမယ်ဒီလာမယ့်တစ်ပတ်မှာဟူးမကျော်ပဲနဲ့ထွက်လာမယ်အကောင်ဆုံးရှေပတ်တီလေးရတော့ရှင်မေဆွေများခွန်ပိုင်ပတ်တီပဲဖြစ်ပါတယ်ခွန်ပိုင်ပတ်တီလေးကအရန်ကိုအကောင်နဲ့အတွက်ဟူးမကျော်မှာပဲထွက်ရှိလာမယ်လို့ကျွန်တော်ခံမှန်းထားပါတယ် တ်သေးကိုပတ်ရတာကြိုက်နှစ်သက်တဲ့ချင်းမိတ်ဆွေများကဒီခွန်ပိုင်လေးကိုအကြိုက်တူတယ်ဆိုရင်ယူသုံးလို့ရပါတယ်ခမညာရှေ့ပတ်သေးလေးခွန်ပိုင်ဖြစ်ပါတယ် ီတစ်ပတ်မှာတော့ကျွန်တော် break လေးကိုရွေးချယ်ပေးပါရစေ။အရန်ကိုအားကောင်းတဲ့အတွက်ကျွန်တော်ပေးရခြင်းဖြစ်ပါတယ်။ဒီတစ်ပတ်မှာကျွန်တော်ရွေးချယ်ပေးမယ် share break လေးကတော့ တ6 break တခုလာပါမယ်ခင်ဗျာတ6 break လေးဟာဒီလာမယ့်တစ်ပတ်မှာအရန်ကိုအားကောင်းပါတယ်ကျွန်တော်ခံမှန်းရသလောက်ဆိုရင်တော့ဒီလာမယ့်တစ်ပတ်မှာတ6 break ဟာတစ်ချိန်မကထွက်နိုင်ပါတယ်ခင်ဗျာအနည်းဆုံးတော့တစ်ချိန်ထွက်မယ်လို့ကျွန်တော်ခံမှန်းထားပါတယ်အော် break ကိုစိတ်ဝင်စားတဲ့ကြိုက်နှစ်သက်တဲ့ချင်းမိတ်ဆွေများကကျွန်တော်ပေးတဲ့တစ်ချောက် break လေးကိုအကြိုက်တူတယ်ဆိုရင်ယူကစားလို့ရပါတယ်ခင်ဗျာ ျွန်တော်တို့ break မှာဆိုရင်3ည1နှစ်ကို3ရှင်လေးခွန်5 6ပါ 6ပရိမာဆိုရင်တော့36 3 5 2 4 3 3 ွန်ကိုရှိရှိပါခင်ဗျာအပူအလွဲလို့ကျန်တာအာပြီးကစားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ share break လေးပေးပြီးသွားပါပြီ share break လေးပေးပြီးသွားတဲ့အခါမှာကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ပေးပါမယ်ကျွန်တော်ကဒီတစ်ပတ်မှာတော့အခွေပေးမယ်အစားဒီတစ်ပတ်မှာကျွန်တော် ွေကနန်းလေးကျွန်တော်ပေးပါမယ်ဒီမွေကနန်းလေးရလဲအရန်ကိုအားကောင်းတဲ့အတွက်သူလည်းအမြန်ဆုံးထွက်လာမယ်လို့ကျွန်တော်ခံမှန်းထားတဲ့အတွက်ချစ်မိတ်ဆွေများကိုမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်မွေကနန်းဒီတစ်ပတ်မှာကျွန်တော်ချစ်မိတ်ဆွေများကို6ခွက်ပေါ့နော်မွေကနန်း6ခွက်အာဟုတ်တယ်ဗျမွေကနန်း6ခွက်ကျွန်တော်ပေးပါမယ်အဲ့မွေကနန်းလေးကိုချစ်မိတ်ဆွေများကမွေးပြီးတော့ကစားခြင်းနဲ့ဆိုရင်ဒီတစ်ပတ်မှာအာရန်ကောင်းပါတယ်ခင်ဗျာအဲ့ဒါလေးကျွန်တော်ပေးပါရစီအဲ့မွေးကနန်းလေးရတော့ ကျမိတ်ဆွေများခင်ဗျာဒီလာမယ့်တစ်ပတ်မှာကျွန်တော်မွေးကနန်းအရန်ကိုအားကောင်းတဲ့ကိုးကွက်ပေးပါမယ်ခင်ဗျာအဲ့ဒီကနန်းတွေကတော့ခွန်9ရယ်85 16 3935 2049539ဆိုတဲ့ရှင်မွေးကနန်းကိုးကွက်ဖြစ်ပါတယ်အဲ့တော့ဒီမွေးကနန်းကိုးကွက်ကလည်းအရန်ကိုအားကောင်းတဲ့အတွက်အမြန်ဆုံးထွက်လာမယ်လို့ကျွန်တော်ခံမှန်းထားပါတယ်ခင်ဗျာအားလုံးအားပြီးကစားရမှာဖြစ်ပါတယ် ဟုတ်ကဲ့ငွေခဏပေးပြီးသွားပါပြီငွေခဏပေးပြီးသွားတဲ့အချိန်မှာဒီတစ်ပတ်မှာကျွန်တော်နောက်ထပ်တွေ့ရအရာလေးတစ်ခုရှိပါတယ်ချစ်မိတ်ဆွေများဒီတစ်ပတ်မှာချစ်မိတ်ဆွေများညီကိုလာပါဦးမယ်ဒီတစ်ပတ်မှာညီကိုထပ်ပြီးတော့လာဖို့ရှိပါတယ် ညီအကိုထပ်ပြီးတော့လာဖို့ရှိတဲ့အတွက်ညီအကိုကြိုက်နှစ်သက်ကြတဲ့ချင်းမိတ်ဆွေများကညီအကိုကစားနိုင်ပါတယ်ခင်ဗျာ

ဟုတ်ကဲ့ချစ်မိတ်ဆွေများခင်ဗျာဒါကတော့ဒီလာမယ့်တပတ်အတွက်ကျွန်တော်ချစ်မိတ်ဆွေများကိုမျှဝေပေးတဲ့ကျွန်တော်ခံမှန်းထားတဲ့အားကောင်းတဲ့ပတ်သီးလေးတွေ break လေးတွေကနန်းလေးတွေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ယခုလာမယ့်တပတ်မှာချစ်မိတ်ဆွေများ ကိုကင်လိုက်တဲ့ကနန်းတိုင်းဟာ ရွှေဖြစ်ပါစေငွေဖြစ်ပါစေအသက်ရှူတိုင်းမှာငွေဝင်ကြပါစေလို့ကျွန်တော်ကန်ထူးရှင်ဒူတီ channel လေးကနေပြီးတော့စူတောင်းမြစ်တာပို့တာပေးပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ Gan Thu Shin 2D channel လေးကိုလည်း subscribe များမလုပ်ပါသေးရင် subscribe လေးတွေလုပ်ပေးကြပါလို့ကျွန်တော်မြစ်တာရခန့်ထပ်ပြီးတောင်းဆိုပါရစေ။လက်မလေးတွေလည်းနှိပ်ပေးကြပါလို့ကျွန်တော်ပြောပါရစေခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ချစ်မိတ်ဆွေများတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာ။နောက်ဗီဒီယိုတွေမှာမှပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ။အားလုံးပဲတက်တာပါ။